လူသမိုင်းမှာအကြီးမောင်းဆုံးအပြောင်းလဲတွေဖြစ်စေခဲ့တဲ့မေခွန်းတစ်ခုရှိပါတယ်။အဲ့ဒါကတော့ယေရှုဆိုတာဘာတူလဲဆိုတဲ့မေခွန်းပါပဲ။ကဲဒီနေ့မှာတော့ဒီမေခွန်းရဲ့အဖြေကိုနှစ်ပေါင်းတစ်ထောင်ကျော်အတွင်းလူတွေဘလိုမျိုးရှာဖွေခဲ့ကြတယ်လဲ။သူ့အပေါ်ထားတဲ့အမြင်တွေကရောခေတ်အဆက်ဆက်ဘလိုပြောင်းလဲလာခဲ့တယ်လဲဆိုတဲ့အရှေ့လျာဆုံးရှာဖွေတော်ကြီးတစ်ခုကြောင်းပြောပြသွားမှာပါ။ဒီခေရွှေကြီးခုလုံးကယေရှုကူလိုက်မေခဲ့တဲ့ဒီမေခွန်းလေးကနေစတင်ခဲ့တာပါ။ကြည့်လိုက်ရင်တော့ယိုရှင်ရဲ့မေခွန်းလေးဖြစ်ပင့်မယ်။ဒီမေခွန်းတစ်ခုတည်းလာဒီကပါအကြီးဆုံး ဘာသာတရားတွေထဲကတခုဖြစ်လာဖို့အခြေခံအုံမြင့်ချက်ပေးခဲ့တဲ့နှစ်ပေါင်းထောင်ကြည့်တဲ့ဘာသာရေးနဲ့ပညာရပ်ဆိုင်ရာငင်းခုမှုတွေကိုမွေးဖွားပေးခဲ့တာပါဟုတ်ပြီပထမအဆုံးအနေနဲ့ယေရှုရဲ့အစောပိုင်းနောက်လိုက်တွေဟာဂျူးလူမျိုးတွေဆိုတာကိုနားလည်ဖို့လိုပါတယ်သူတို့ယုံကြည်ချက်ရဲ့အဓိကအချက်ကဖျားရခင်ဟာတစုတည်းတပါးတည်းတိုင်းရှိတယ်ဆိုတာပါပဲအဲ့တော့သူတို့အတွက်အမြဲတမ်းအဖြစ်ရခက်တဲ့ဘာသာရေးပို့စာရေးတစ်ခုပေါ်လာတော့တာပေါ့ကဲဒီနေရာမှာပြဿနာကစပါပြီ တဖက်ကဘုရားတခင်ကတဆူဒီပဲစီတယ်လို့သူတို့အသေးနှလုံးထဲကယုံကြည်ထားတယ်။ဒါပေမဲ့နောက်တစ်ဖက်မှာကျတော့ယေရှုကိုဘုရားသခင်ပြေဝန်ခံကိုးကွယ်ရမယ်လို့ဆိုလာပြန်တယ်။ဒီတော့သူတို့ရဲ့အရင်ကယုံကြည်ချက်ကိုမစွန့်လွတ်ပဲနဲ့ယေရှုကိုဘုရားသခင်ပြေဘယ်လိုလက်ခံကြမလဲ။ဒါဟာသူတို့ရင်ဆိုင်ကြရတဲ့အကြီးမားလို့ဘာသာရေးဆိုင်ရာအကြအတဲ့အဆပဲဖြစ်ပါတယ်။အဲ့ဒီတော့အစောပိုင်းမှာသူတို့အထူးကညှင်းခုန်ကြတာက ဖျားဘယ်နှပါရှိတယ်လဲဆိုတဲ့အရေးအတွက်ပြဿနာထက်ဘသူကိုကိုးကွယ်ရမလဲဆိုတဲ့ကိုးကွယ်မှုဆံရပြဿနာထစ်နေခဲ့တာပါဒီလိုအမြင်ကွဲလွဲမှုလေးကပဲနောက်ပိုင်းမှာခရစ်ယာန်အယူဝါဒတွေဖွံ့ဖြိုးတိုးတက်လာဖို့အတွက်လမ်းဖွင့်ပေးတယ်လို့ဖြစ်သွားခဲ့ပါတယ်ဆိုတော့နောက်ပိုင်းရာစုနှစ်လေးခုလောက်အကွဲမှာဒီပုစာအတအဖြစ်အမျိုးမျိုးဟာတော်တော်လေးကိုပောက်ကွက်ထလာခဲ့ပါတယ်အဲ့ဒီအဖြေတွေကိုမစ္စရီတီအယူတရားမှန်ဘောအယူဆိုပြီးတန်စီအမျိုးမျိုးကတ်ခဲ့ကြတယ် ီလိုအကြီးကျယ်ညှဉ်းခုမှုတွေကပဲအစောပိုင်းအသင်းတော်ကိုသူတို့ရဲ့ယုံကြည်ခြင်းနဲ့ပတ်သက်ပြီးရှင်းလင်းပြသတဲ့စည်းမျဉ်းတွေချမှတ်လာအောင်တွင်းအားပေးခဲ့ပါတယ်။ဒါတွေကအညာရှင်တွေစာသင်ခန်းထဲမှာငင်းခုန်နေကြတာမျိုးမဟုတ်ပါဘူးနော်။ဒီခုန်စီစီဝေးတွေကနေထပ်ပေါ်လာတဲ့ဆုံးဖြတ်ချက်တွေကခရီးယံဘာသာရဲ့အနာဂတ်တစ်ခုလုံးကိုပုံဖော်ပေးခဲ့တာပါ။ကဲပရမဇုံအချီမဇုံပဋိပက္ခတ်ကိုအရင်ကြည့်လိုက်ကြအောင်။ အာရီယက်စ်ကတည်ပြတဲ့အဖြေကတော့ခမည်းတော်ဘုရားသခင်ကိုလုံးဝတမူထူခြားသူအဖြစ်ထပ်မံပြီးတားတော်ယေရှုကိုတော့ဘုရားသခင်ရဲ့အမြင့်မြတ်ဆုံးဖန်ဆင်းခန့်အဖြစ်ရှုမြင်ဖို့ပါပဲ။ဒါပေမဲ့အာသနာစီယက်စ်တို့ပုဂ္ဂိုလ်တွေဥဆောင်တဲ့တရားမှန်တဲ့အုပ်စုကတော့ဒါဟာယေရှုရဲ့ဘုရားစာတိနဲ့လူသားတွေရောကယ်တင်နိုင်စွမ်းကိုရှော့ချပစ်လိုက်ကြပဲလို့ပြန်လည်ညင်းခွန်ခဲ့ကြပါတယ်။စဉ်းစားကြည့်ပါဂရိစကားလုံးလေးတစ်လုံးတည်းပါ Homo Sucius တဲ့ ဒါပေမဲ့ဒီစကားလုံးတစ်လုံးကိုလက်ခံလိုက်ခြင်းကသုံးမတစုယူဝါဒကိုထာဝရပုံဖော်ပေးခဲ့တဲ့အဆုံးဖြတ်ပေးတဲ့အခိုက်အတန့်တစ်ခုဖြစ်လာခဲ့ပါတယ်။ဆိုလိုတာကတားတော်ဟာခမည်းတော်နဲ့ပင်ကွတ်တဘာဝအတူတူပဲဆိုတာပါပဲ။နောက်တဲ့စကားလုံးတစ်ခုကတော့ Theo Tokus ပါ။ဖျားခင်ရဲ့မေတော်လို့အဓိပ္ပာယ်ရတော့မာရီကိုချီးမြောက်တာလို့ထင်စရာရှိပေမဲ့တကယ်တမ်းမှာတော့ဒီဘွေကယေရှုအကြောင်းကိုဒါအဓိကပြောနေတာပါ။ ဆိုလိုတာကမာရီမွေးဖွားခဲ့တဲ့ကလေးဟာတာမလူတာတယောက်မဟုတ်ပဲအစကတည်းကဖျားခင်ဖြစ်ပေါင်းစည်းတီရှိနေတဲ့တိုးရဲတော်ဘုတ်ကိုဖြစ်တယ်ဆိုတာကိုအခိုင်အမာပြောဆိုနေတာပါနောက်ဆုံးမှာတော့ဒီဖော်မြူလာကအားလုံးရဲ့အိုမစ်ဖီလာခဲ့ပါတယ်ဒါကတကယ်ကိုဘာသာရေးပါရာဂျိုတန်လန့်ရှောင်းနေရတယ်လို့ပါပဲပုတ်ကူကတူတဲ့ဒါပေမဲ့တဘာဝကနှစ်မျိုးဖျားတဘာဝနဲ့လူတဘာဝဒီတဘာဝနှစ်ခုကရောထွေးမသွားဘူးပြောင်းလဲမသွားဘူးခွဲခြားလို့လည်းမရဘူး ဒီလိုနည်းနည်းတဲ့အချက်ကိုထိမ့်သိမ်းထားတဲ့အတိတ်ပဲဖွင့်ဆိုချက်ဖြစ်ပါတယ်။နှစ်ပေါင်းတစ်ထောင်ကျော်လောက်ကတော့ဒီမင်းခွန်းရဲ့အဖြေကိုဘာသာယေရှုထောင်းကနေပဲအတိကရှာခဲ့ကြတာပါ။ဒါပေမဲ့အလင်းခဲရောက်လာတဲ့အခါမှာတော့အားလုံးပြောင်းပြန်ဖြစ်သွားခဲ့တယ်။လူတွေကယုံကြည်ခြင်းထဲကခရစ်တော်အကြောင်းကို ပြောနေလာတဲ့သမိုင်းထဲကယေရှုဆိုတာဘာတူလဲဆိုတာကိုပိုတိစိတ်ဝင်စားလာကြတာပါ။ အဲ့ဒီအချိန်ကစပြီးပညာရှင်တွေကစုံထောက်တယ်လို့ပဲယုံကြည်ချက်တွေရဲ့နောက်ွယ်ကတမိုင်းဝင်လူတောက်ကိုဖော်ထုတ်ဖို့ရှာပွန်တော်တွေကိုစက်တိုင်လှုပ်ဆောင်ခဲ့ကြပါတယ်။ဒီရှာပွန်တော်တွေကတစ်ခုနဲ့တစ်ခုအာယုံဆိုင်တဲ့အပိုင်းတွေရောရလာတဲ့ကောက်ချက်တွေရောမတူကြပါဘူး။ဒီရှာပွန်တော်တွေကလည်းချွတ်ပေါ်လာတဲ့ယေရှုရဲ့ပုံငေးတွေကလည်းတစ်ခုနဲ့တစ်ခုလုံးဝကိုကွဲပြားခြားနားနေတာတွေ့ရမှာပါ။ဥပမာတချို့ကသူ့ကိုချက်ရှုံးထားတဲ့ Jew Prophet လို့မြင်တယ်လို့တချို့ကလည်းတသက်နာပညာရှင်တချို့ကလည်း ဣတရေလသမိုင်းထဲက prophet တူအဖြစ်ရှုမြင်ကြတယ်။ဒီကနေပါကိုတွေ့ရတယ်လဲဆိုတော့သမိုင်းကိုဘလို့ရှုထောင်းကနေမဲခွန်းထုတ်တယ်လဲဆိုတာကရလာမဲ့အဖြစ်ကိုအများကြီးပုံပေါ်သွားတယ်ဆိုတာပါပဲ။ကဲဒီလိုနဲ့ပဲဂျူးလူမျိုးတွေမျော်လင့်ခဲ့တဲ့မေရှိယဘီရင်ဘဝကနေ ကောင်းစီတွေကအတိတ်ပဲဖွင့်ဆိုခဲ့တဲ့ဖျားစာတိ logos အဖြစ်ပြီးတော့ခစ်တပညာရှင်တွေရှာဖွေနေတဲ့သမိုင်းဝင်ပုဂ္ဂိုလ်အဖြစ်ယေရှုဆိုတာဘသူလဲဆိုတာကိုအတိတ်ပဲဖွင့်ဆိုခဲ့တဲ့ခရီးဟာတကယ်ကိုရှည်လျားပြီးရှုပ်ထွေးရပါတယ်။နှစ်ပေါင်း2000တောင်ကြာခဲ့ပါပြီ။ဒီလိုဆွေနွေးညင်းခုန်ပြီးဘာသာရေးရှုထောင်ရောသမိုင်းရှုထောင်ကပါလေ့လာပြီးတဲ့နောက်မှာဒီမေကွန်းကတကယ်ပဲအဖြစ်ထွက်ထွက်ပြီလား။ဒါမှမဟုတ်ဒီမေကွန်းရဲ့စွမ်းအားကမျိုးဆက်တိုင်းကိုကိုပိုင်အဖြစ်တစ်ခုရှာဖွေဖို့အမြဲတမ်းစိန်ခေါ်နေတယ်များလား။